ငါငါမဆိုင်ရောစဉ်းစားစမ်းစဉ်းစားငါဆုံးဆုံးအောင်မှာတက္ကစီကရှင်းလိုက်သေးတာဟာသွားပါပြီသွားပါပြီကွာငါမဆိုင်ရင်တက္ကစီပေါ်မှာကြံခဲ့ပြီဟာနွေရသည့်ကြောင်ပြည့်ရဲ့တရက်မှာတော့ဖိုတိုရိုတတီကမိဝိုင်းမားတို့အိမ်မှာ လူဆုံနေခဲ့ကြတယ်ကိုပြေပေါ်မှာလှည့်နေတဲ့တုပ်ပေါ်ဟာဒီနေ့နွေရသည့်ကြောင်ပြည့်ရက်ကလည်း ြင်းကိုကောင်းလိုက်တာကွာဟုတ်တယ်ဟာငါလည်းပြင်းနေဒါဆိုတို့တွေပတ်စံရှာပြီးတော့ရန်ကုန်မြို့ကိုခီးထွက်ကြမှာကောင်းတာပဲဒါနဲ့ဘလို့ပတ်စံရှာကြမှာလဲဇင်းအောင်ပြီးတော့ရှာကြမယ်လေဝါမိုက်တယ်မိုက်တယ်ဒါဆိုငါရေခဲမုံထက်ရောင်းမယ်ဟုတ်ပြီလေငါလည်းချိန်မောင်းရောင်းမယ်ငပိန်နဲ့ဖိုးထူရောဘာရောက်ကြမှာလဲငါတော့ရေခဲဆက်ကနေရေချောင်းဝင်ပြီးတော့တခြားရှာတွေပါပက်ရောင်းမယ်ကွာဝါ ဖိုတူဟာအလေးနဲ့စဉ်းစားလိုက်တယ်။အင်းငါကတော့မိဘိုင်းနဲ့တော့ပေါ်လိုအပ်တာတွေကိုကုပေးမယ်ဆိုရင်ဘယ်လိုလဲ။ဟမ်ကောင်းတာပဲအဲ့လိုလောက်ကြတာပေါ့။နေရက်လောက်နေတော့ဖိုတူတို့လည်းရွာရင်းမှာဈေးဆိုင်လေးစောင်းလို့အချိန်မောင်းနဲ့ရေခဲမုတ်ကိုရောင်းကြတော့တယ်။ကဲဈေးရောင်းမို့အစ်င့်မယ်ဟိ။ငါလည်းစင်နေမယ်။ခုဈေးဝယ်လာဖို့ပဲကြံတော့တယ်။ဟာ ဈေးဝယ်လာတာကိုစောင့်မနေနဲ့လေခေါမဘောဟာအဲ့ဒါဆိုမင်းခေါ်ပါလားဟာမင်းတို့ညကအဓိကရောင်းတာလေငါကပတ်စံထိုးပြီးကုပဲကုပေးတော့ဒါဆိုမင်းကတတိပေါ့အေးလေပြောရရင်ငါကတတိဖြစ်သွားတာပေါ့ကဲပါဟဲ့စောစစီရှံပြစ်နေလိုက်ကြဒီလိုနဲ့ဈေးဦးမပေါက်ပဲနေလေဈေးဦးလန်နေလိမ့်မယ်ဘသူပဲပတ်စံထိုးတော့တို့ရိပန်းနိုင်ရအတူတူပဲမဟုတ်လားဟာအေးလေဟုတ်သားဟုတ်သားပဲလုံမနေနဲ့ ငါပဲဈေးဝယ်ခေါ်လိုက်မယ်ဟုတ်ပလားအဲ့လိုပြောပြီးတော့မိဝိုင်းကဈေးဝယ်စာခေါ်တယ်ဟုတ်ကဲ့နွေရသည်ရဲ့ပူလောင်မှုတံကိုခံနေရပြီးတော့ခေါင်းကိုက်နေတဲ့သူတွေအတွက်ဟော်ရီကမိဝိုင်းတော့အချင်းမောင်းဆက်ဆက်လေးရမယ်နော်ပြီးတော့အဆက်ပြေရေခဲမုတ်ချိုချိုမမွေးလေးလည်းရသေးတယ်ရှင့်ခေါင်းကိုက်နေရင်အချင်းမောင်းစာရှင်နေအင်းမြကျင်ရင်တော့ရေခဲမုတ်လေးစားပြပါကဲကဲကဲလာထားကြနော်လာထားကြ ီနေ့ပထမဆုံးရက်အနေနဲ့ရှော့ဈေးလည်းရှိသေးရဲ့တော့မင်းဝိုင်းအဲ့လိုအွန်လိုက်တော့လမ်းသွားလမ်းလာတွေလည်းစိတ်ဝင်စားသွားခဲ့ပြီးတို့ဆိုင်နာကိုတိုးကက်လာခဲ့ကြ යි အမျိုးသမီးတယောက်ကဟဲ့ရွှေမိရှော့ဈေးရှိရဲ့လေဟာသွားစားကြအောင်ဝေးအေးသွားလေငါလည်းချင်းမောင်းစားကြနေရတယ်အတော်ပဲအဲ့လိုပြောပြီးအမျိုးသမီးတယောက်ကစပွဲဝိုင်းမှဝင်ထိုင်လိုက်တယ် အဲ့ဒါနဲ့ဘူတူကစပွိုင်းနောက်သွားလိုက်တယ်။မိုင်းတို့အချင်မောင်းနဲ့ရှေခဲမို့ဘယ်ဟာစားကြမလဲ။အင်းအချင်မောင်းဆုံမို့ဆက်ဆက်လေးတုတ်ပေးပြီးတော့ရှေခဲမို့နှစ်ခွက်လည်းပေးပါ။ဟုတ်ကဲ့ရပါမယ်ဗျ။မြဝိုင်းအချင်မောင်းဆုံဆက်ဆက်လေးတပွဲနဲ့ရှေခဲမို့နှစ်ခွက်ဟိဘူတူအဲ့လိုအော်ပြောလိုက်တော့ဆိုင်ထဲမှာရှိနေတဲ့မြဝိုင်းနဲ့တုတ်ပေါ်လေးပြောသွားခဲ့ပြီးခက်သက်သက်လေးပြင်ချာရမယ်ဗျို့ရမယ် ဒါလို့ねသူတို့နာကိုတာရင်နဲ့ပိုးတော်တို့မြောက်နဲ့ရောက်လာခဲ့တာပါဟာကိုကြီးပိုးတော်တို့ပါလားဟုတ်တယ်ကွာမင်းတို့စိုက်ခွင့်နာနေကြလို့လာအားပေးတာကျေးဇူးပါပဲဗျာကိုကြီးတော့ဘာစားကြမလဲဗျရတာအကုန်ချကွာစိတ်ကြိုက်စားပြီကြားတဲ့လောက်ရှင်းလိုက်ဟုတ်ကဲ့ပါကိုကြီးတာတင်မြွားရင်နောက်တဲ့အော်ရာဟိရှေ့ကတိုင်းမင်း Okay okay မြန်မြန်လေးနဲ့ကောင်းကောင်းလေးလုပ်ပေးမယ်နော် ရေကဲမုံနှစ်ခွဲရပြီဟေ့အေးအေးလာပြီလာပြီဒီလိုနဲ့ပေါ်သူလေးရေကဲမုံနှစ်ခွက်ကိုယူလို့အမျိုးသမီးနှစ်ယောက်စီကိုချပီးရင်းနဲ့ကိုစီအလုရှုံနေခဲ့ကြသည်မိုင်းတို့လွယ်တာရှင်ပြောနော်ဟုတ်ကဲ့ပါတပတ်မှာတော့ငပိန်ကစပိန်တစည်းနဲ့ရေခဲပေါင်းကိုတင်လို့ရေခဲချောင်းလိုက်ရောက်နေခဲ့တာပါရေခဲချောင်းချွတ်ချွတ်မွေးမွေးလေးရမယ်နော် ရေခဲကြောင်ချိုချိုမွှမွှေးလေးပင်ဦးစတော်ဘယ်ရီနဲ့ဒိန်ချင်ရတာလဲပါရင်နော်ဒလူနဲ့ငပိတ်အောင်တန်ကြတော့ကလေးတယောက်ကအိမ်ထဲကနေပြေးထွက်လာခဲ့တာပါဟိုးရေခဲကြောင်တဲ့ရေခဲကြောင်ဝယ်ဦးမယ်ဗျရမယ်ဗျရမယ်အဲ့လိုပြောပြီးငပိတ်လေးစပိန်ကိုရှက်လို့ရေခဲကြောင်တွေထည့်ထားတဲ့ပုံကိုဖွင့်ပြလိုက်ကြည့်ကလေးဘာစမ်းမလဲအင်းတောင်းကိုဒိန်ချင်ရတာနဲ့ ဲဟိုရတာနှစ်ခုပဲရမယ်ဗျာအဲ့လိုပြောပြီးငပိန်လေးရေခဲကြောင်နှစ်ခုကိုထုတ်ပေးလိုက်တယ်ဘလောက်လဲကိုကြီးတထောင်ပါဟုတ်ကဲ့ဒီမှာပါကျေးဇူးပါငါညီဒီလိုနဲ့ငပိန်လေးရေခဲကြောင်ရောင်းမှုအတွက်ခင်းဆက်ခဲ့ပြန်နေရေခဲကြောင်ချွတ်ချွတ်မွေးမွေးလေးရမယ်နော်ရေခဲကြောင်ချွတ်ချွတ်မွေးမွေးလေး ဒလွန်နဲ့တဏီကုံသွားပြီးညနေဆောင်သွားတော့ငပင်လေးစပိန်တစီနဲ့ပေါ်တူတော့ဈေးဆိုင်သားကိုပြန်ရောက်လာခဲ့တာပါဟဲ့ငပင်ဘလို့လဲရောင်းခဲ့ရလားငပင်ကစပိန်ကိုတီချာရက်နေရင်းနေရောင်းရခဲ့တာပေါ့ကွာမနက်ကရေခဲဆက်ကနေဝဲသွားတဲ့မြတ်အကုန်ကုန်လာခဲ့တယ်ဟာဝါမိုက်တာပဲဒါနဲ့နင်တို့ရောရောင်းကောင်းကြလားငါရေခဲမုတ်ကပိုရောင်းမှနေသိလား အမငါအချိန်မောင်းနေရောင်းရပါတယ်နော်။ကဲကဲညင်းမနေကြနဲ့။ငါမှစင်းနေအကုန်ရှိ။ပြီးရင်ဘသူကပိုရောင်းရတယ်ဆိုတာအပြေထွက်လာလိမ့်မယ်။ဟုတ်ပလား။ဒီလိုနဲ့တပတ်လောက်ဇင်းအောင်ပြီးနောက်ပိုတူတို့တတွေလေးငွေတော်တန်စုမိသွားခဲ့ပြီးရန်ကုန်မြို့ကိုသွားဖို့အတွက်အဝေးစားတဲ့တီနဲ့ထွက်လာခဲ့လိုက်ကြတယ်။အမေမိဝိုင်းမကလော်ရီတစ်တင်နေပါလား။ဟိဟိ လှတယ်မဟုတ်လားငောက်မွေးနေတော့မိုင်းမဲ့ကျလက်ဆောင်ပေးထားတာဟာလှတယ်လှတယ်နင်းနဲ့လည်းအရန်လိုက်တယ်ငါရောငါရောမလန်းဘူးလားလန်းမလန်းတော့မသိဘူးငါတော့မင်းကိုကြည့်ပြီးလန်းဟာတီဖို့ထုတော့အဲ့လိုပြောပြီးတုတ်ပေါ်ကဖို့ထုကိုတစ်ချက်လှမ်းထုတ်လိုက်တယ်အာနားရဲဟာတုတ်ပေါ်ကကဲကဲလမ်းကိုမြေမြေရှောက်ကြစမ်းပါဟာဒီလိုနဲ့တော့တို့တွေရထားနောက်ကျနေအောင်မေโอเคโอเคမြန်မြန်သွားကြစို့ ိမ်နောက်တော့ဖိုးတူတို့လေးယောက်သားလေးရထားဘူတာကို ရောက်လာခဲ့ကြတယ်။တူပေါ်ကရထားကလေးကြားလိုက်တာ။နောက်ကြပြီးတင်းပြီးပြေးလာတာ။အမောဆိုတာပဲဖတ်တယ်။ဟုတ်ပါရဲ့။ပုံမှန်ဆိုရထားကဒီချိန်စိုက်တာလို့ပြောပြီးခုတော့နောက်ကျနေရ။သူတို့အဲ့လိုပြောနေကြတော့ရထားဟောဆွဲတဲ့ကို ကြားလိုက်ရတာပါ။ဟာရထားလာပြီ။ရထားလာပြီ။ရထားစိုက်တာနဲ့မြန်မြန်တက်ကြနော်။တော်ကြရထားကြံနေလိမ့်မယ်။ အေးပါဒီလိုနဲ့ရတားဆိုင်လာခဲ့ပြီးဖိုးတူတို့အဖွဲသားတွေလည်းတခြားသူတွေနဲ့တူရတားပေါ်ကိုတက်သွားခဲ့ကြတယ်ဖိုးတူတို့ရတားပေါ်ရောက်ပြီးနောက်တော့ရတားကြီးကပြန်မောင်းထွက်လာခဲ့တော့တယ်ရတားပေါ်မှာလူများနေရဆိုတော့နေရောက်တာနေရမရကြပါဘူးမိဝိုင်းဒီနားကခေါင်းထဲကိုလာကင်ကြည့် Okay okay ငါရှက်နဲ့တန်းအောင်မမီတော့ငါပင်နောက်ကင်ရမယ်မသိလို့စဉ်းစားနေရဟာ ငါတော့ရသားပေါ်မှာလीထိုင်ရင်းနဲ့လိုက်သွားရမယ်တင်းခဲ့တာခုတော့တင်းနဲ့မြင်နဲ့တလွဲစီပဲအဲ့တော့မကောင်းလားတော်ပေါ်ရဲ့မင်းဝိတ်ကြတာပေါ့ဟာလာပြန်ပြီတင်းငယ်ပိန်တော့ငါဘော်ဒီပဲလာလာခလုတ်တိုက်နေရအေးလीဟုတ်သားပဲဒါနဲ့တို့တွေရန်ကုန်ရောက်ရင်ဘယ်ကိုရင်သွားကြမလဲရှင်ငုံပြားကိုအရင်သွားခုကြရင်ရောအဲ့လေကောင်းတာပဲပြီးရောဘယ်ပြန်ထွက်သွားကြမလဲမောစားကြမယ်လीဟာ ငါခုတော့ဗိုက်စာနေရဟာအေးပါဒါလို့ဆိုလဲမုံစားပြီးတော့နောက်ထပ်လဲမဲ့နေအောင်စဉ်းစားကြတာပေါ့အဲ့နောက်တော့ဖိုးထူးတို့လည်းရန်ကုန်ဘူရာကြီးကိုရောက်လာခဲ့ကြတယ်ငပင်ဟာဝါတို့တွေရန်ကုန်မြို့ကြီးကိုရောက်လာပြီဟာပြောလိုက်တာဝူးဟုတ်တာပဲခုနမှာတမနာရုပ်ရှင်အောင်လည်းရှိနေတယ်တို့တွေရုပ်ရှင်ဝင်ကြည့်ကြမှာ ဒီမြို့ပိုင်းမှာတော့ရုပ်ရှင်ကြီးကိုစိတ်ကူးမနေနဲ့နော်ဒို့တွေအသွားပြန်လမ်းစိတ်ကိုတွက်ချက်ပြီးတော့လာခဲ့တာဟာအေးပါဟဲ့ငါလဲတွေ့ရတယ်ပြောမိလိုက်တာပါကဲကဲရွှေတကောင်ဘုရားကိုသွားဖို့အတွက်စူးလေကနေ YBS သွားစီကြတာပေါ့ YBS စီမလားဘို့တို့ရဲ့ဒီကနေတက္ကစီပဲငှားသွားရအောင်လေဟာအယူထမနေနဲ့ဒို့တွေအဲ့လောက်ပတ်ဆက်မပေါ့ရင်ဟုတ်တယ်ဘို့တို့ရဲ့ဒို့တွေတက္ကစီပဲငှားစီရအောင်ပါဟာတော်ကြ YBS ပေါ်မှာကပိုင်းနိုင်နိုင်ညာရင်ဒို့တွေပါသမ ्या ပတ်စံနေအကုန်ကုန်သွားမှာနော်ပြီးတော့ဒီနေရာရွှေတကုံနဲ့လေတိတ်မွေးတော်ဦးဆိုတော့ဟိုတက်စီကားကတိတ်မပြရတော့ပါဘူးဟင်းအဲ့လေတို့တွေလည်းရန်ကုန်မြို့ကြီးကိုတိတ်မကြောင်းဆိုတော့အဲ့လိုလို့ကြတာပေါ့အဲ့နောက်တော့ပေါ်ထရိုလေးယောက်သားလေးတက်စီခေါ်ပြီးရွှေတကုံဘုရားကိုထွက်လာခဲ့လိုက်ကြတယ်ဒီလိုနဲ့ဖိုတူရောအဖွဲသားတွေလည်း ရှီဒဂုံပြားကိုရောက်လာခဲ့ကြတယ်။ငပိန်ကမိဝိုင်းမပန်းစည်းကင်ထားတာမြင်သွားခဲ့ပြီးတော့မိဝိုင်းမမိမဲချိန်ကပန်းဝင်လိုက်တာလေ။စောစောကအတက်မာတော့ကလာရောက်နေရနေဝင်လိုက်တာဟာ။အော်ဟလာဘလောက်ပေးခဲ့ရလဲ။တသောင်းငွေ။ဟမ်ဒီပန်းစည်းလေးကိုတသောင်းငွေဟုတ်လား။အဲ့လေဘာလို့လဲ။ဟာဒီမိဝိုင်းမတော့ပန်းလေးတစ်စည်းကိုဘာလို့တသောင်းငွေပေးပြီးတော့ဝယ်လာရတာတော့ဟာ။ တို့ရမှာဆိုဒါအလုံးစုံရှိမှာ3တောင်မို့ဟဲ့ဒါတို့ရမဟုတ်ဘူးရန်ကုန်လေဟာရန်ကုန်မြို့ကြီးဟာအစမရဈေးကြီးอ่ะမသိဘူးလားဟဲ့ပန်းလေးဈေးကြီးမှာပို့ဦးစောနာပန်းဝယ်တော့ကပန်းတယ်မကြီးကငါ့ကိုတွက်ပြလိုက်တယ်ဟာပန်းမို့ဘာညာဆိုပြီး သူတွက်ပြတော့အကုန်ကွက်တီပဲသူတော်မှအမြတ်သိမ့်မြူထောင်းမိဝိုင်းမှာတော့ဈေးတယ်ချင်းထဲတာခံလိုက်ရပြီပဲကဲကဲဖះလူကိုတော့ပန်းဝယ်လာတာဆိုတော့အရင်ဆုံးဖះကြတော့ပြီးနောက် ပြဿနာကိုနောက်မှပဲရှင်းကြတာပေါ့ဘာပြဿနာလဲဘိုးတို့ရဲ့ငါလောက်တာမှန်နေရဟောင်းဒီလိုနဲ့ဘိုးတို့တို့လည်းဖះမှာဖះဘန်ကတ်လူလို့ဖះကတော့နိုင်ကြတယ်ဖះကတော့ပြီးနောက်ဘိုးတို့တို့လည်းဖះဘော်ကဆင်းလာခဲ့တိုင်းကြတယ်တော်ဘောဟာကဲတို့တွေဘိုက်ဖြစ်ရမယ်အဲ့လေပဲမုတ်သွားစားကြမယ်ဟိဟိုးခဏလေးငါမင်းတို့ကိုဆင်းရဲအတွက်ပြန်အောင်ပါ တို့တွေရွာပါလာတဲ့ငွေစုစုပေါင်းကတသိန်းနဲ့နော်ရတားကတယောက်ကို9000ဆိုတော့တို့တရား2000ရတားဝမှာမုတ်ဝဲစားတာက9000ဖျားအောင်လာဖို့တက္ကစီကက4000မြွေဝိုင်းမှာပန်းဝင်လိုက်တာ1000ခွေခုတို့မှာ9000 6000ပဲကျန်တော့တယ်အဲ့ဒါကိုအပြန်လန်းစိတ်ပါနှုတ်လိုက်တို့မှာ3000 6000ပဲကျန်တော့မှာအဲ့ဒါဘယ်လိုလုပ်ကြမှာဟုတ်တာပဲဒီမြွေဝိုင်းရတယ်ကွာဘာလို့ဈေးကြည့်ပြီးပြီးတော့ပန်းဝင်လိုက်ရတာ ဟဲ့ငါလည်းပဲဒီမှာလေဟာကိုမကြီးတွဲပြနေမှန်နဲ့ဟာကဲပါဖះမန်းအလူလုတ်တောင်ဒလုံနေကုသိုလ်မြာဖြစ်နေရောမှာပြီးပြီးသွားပြီဆိုတော့ထားလိုက်တော့တို့ရိရင်ဆုံးဈေးသက်သားတွေမုတ်တကူကိုဝယ်စားကြပြီးတော့ဘုဒ္ဓတော်ကန်းတော်ကိုတွားကြည့်ကြရပေါ့ဘုဒ္ဓတော်ကန်းတော်ကိုဘာသွားလို့မှာလေဟာပြိဿဝင်ရင်တွားရအောင်လေဟာဟာခုပဲဖိုးတူးတို့တွဲပြလိုက်တယ်လေတို့တွေမှာငွေမရှိတော့ကန်းနာသွားပြီးတော့ရန်ကုန်မြစ်ပဲတွားကြည့်ကြရပေါ့ အဲ့ဒါငါမှာတသိန်းနဲ့လောက်မယ်ထင်ပြီးလာခင်းပြီလို့ခုလိုဖြစ်ရတာမဟုတ်ပါဘူးငါမှာပါငါနေလို့နဲ့မတိုင်မီမဲတယောက်တည်းဆုံးဖြတ်မိလို့ခုလိုဖြစ်ရတာဟာကဲပါအရှင်ဆုံးဖိုက်သွားဖြစ်ကြတာပေါ့အိမ်တော်တော့ပိုထရိုတတွေလဲလမ်းလျှောက်လာနေကလမ်းဘေးမှာရခိုင်မုတ်တီဆောင်နေအောင်တွေ့သွားခဲ့တယ်ဟာခုမရခိုင်မုတ်တီဆိုင်မေးဘလို့လဲ တို့တွေရခိုင်မုတ်တီဝင်စားကြမလားဟာဟိုရန်ကုန်တိရောက်လာပြီးရခိုင်မုတ်တီတော့မစားကြမအောင်ဟာကြက်ကြော်နဲ့တခြားဟာတွေပဲစားကြတာတို့ချီနေကအဲ့ဒါတွေမစားနိုင်ဘူးကရခိုင်မုတ်တီတောင်ဈေးမိပြီးတော့စားရမှာဒလုံနဲ့ဖိုးထူတို့လည်းရခိုင်မုတ်တီကိုဝင်စားလိုက်ကြတယ်မိဝိုင်းကဝါရန်ကုန်ကရောက်နေရခိုင်မုတ်တီကရှေ့ကောင်းတာပဲဟာ နဲ့ဆိုင်ရှင်ဦးလေးကြီးဟာဒီကငါ့တူမတို့ကနေရတက်လာကြရင်နေတူတယ်ဒီကိုလေလာကြရလားဟုတ်တယ်ဦးလေးရဲ့တားတို့ဘုရားပူရင်နေအလေလာကြရပါ။အော်အဲ့လူကိုဟိုဦးလေးတားတို့ဘယ်ကိုတေးစာကြည့်ပါအောင်ဗျတနေ့အမှမြင်မှုတယ်လို့မတင်မိဘူးလားဟမ်အေးဟာဦးလေးလေကြည့်နေတာမြင်မှုသလားလို့အဲ့ဟာနေငပင်ကကောက်ကန်ငင်ကမိတ်ဆက်လိုက်တယ်။ဦးတားတို့ကဖို့တို့ကိုဖွဲ့ရပါ ။ဝူး။အွးဖိုးထုတ်အဖွဲ့ကိုဒါဆိုဦးလေးကဖိုးထုတ်အဖွဲ့ကိုတိလာလိုက်။မတိဘူးဗျ။ဟာဦးလေးကလည်းတားတော့ကတိရမှတ်လို့မင်းတော်ကလည်းဘာဒီရှောင်းမင်းနေရမသိဘူး။ဦးလေးကဒို့ဖွဲ့ကိုဘလို့လို့တိမာလဲ။မတိဘူးလေဟာဒို့ဖွဲ့ကနမေကြီးနေရဆိုတော့ရန်ကုန်ကတည်းကလည်းတိမယ်ထင်လို့ပုံဟာ။ကဲပါစားကြစားကြပြီးရင်ဘုဒ္ဓတော်ကမ်းနာကိုသွားကြမယ်။ ဒလူနေဘုဒ္ဓတို့လေဘုရတော်ကန်းနာအောင်ရောက်လာခဲ့ကြတယ်။တော်ပေါ်ဟာဝါမြေကြီးပဲဟာဟိုမှာတေးမောကြီးပါလားတို့တွေတေးမောစီပြီးတော့ခိုးဘက်ကန်ကိုသွားလိုက်ကြမလားဘုဒ္ဓ။ဟမ်အေးနော်ခိုးဘက်ကန်မှာဘာရရှိနေရမသိဘူးသွားကြည့်မလား။ခိုးဘက်ကန်မှာဒလားမျိုးရှိတာမဟုတ်ဘူးလား။ကဲကဲဘေးမှာသွားကြည့်မနေကြနဲ့တော့တို့လက်ထဲမှာပတ်စံလေးတိတ်မကြံတော့ဘူး။အဲ့လိုပြောပြီးဘုဒ္ဓဟာသူ့ရဲ့တဲကိုကြည့်လိုက်ချင်းမှာ ငါငါပဆိုင်ရောဘာလို့လဲရင်ဖို့တို့ပဆိုင်ရင်ပျောက်သွားလို့လားအေးဟငါငါ့ရင်မတွေ့တော့မနောက်နဲ့တော့ဖို့တို့မိတိစာရှာကြည့်စမ်းမအောင်ဟိုတကယ်ကိုငါ့ရင်တည်းမှာပဆိုင်ရင်မတွေ့တော့ဘူးဟာဖို့တို့လဲရှင်မြပဆိုင်ပျောက်သွားတော့ထုပူနေခဲ့တာမှာစဉ်းစားစမ်းစဉ်းစားငါဆုံးဆုံးအောင်မတက္ကစီကရှင်းလိုက်သေးတာဟာသွားပါပြီသွားပါပြီကွာဘာ ဘာဘာဘာတော့အလိန်ဖို့တူငါပဆိုင်ကြီးတက္ကစီပေါ်မှာကြံခဲ့ပြီဟာဟာအဲ့ဒါမှကောင်းရောပဲတို့တွေဘယ်လိုပြန်ကြမှာလဲဟာဒါဆိုဒါလိုလို့ပါလားဟိုရထားအောင်လည်းကားစီးသွားပြီးတော့တို့ရွာရောက်မှာပြေးလိုက်ရောဟာဒီလိုပေါ်တော့ပြောနိုင်လေဘာဒီမှမသိဘူးငါကြံရပြီဟိုတို့တွေကိုချက်ကြီးကိုအခုညီလှမ်းတော့ကြရင်ဟာအေးကောင်းတာပဲအိမ်နောက်တော့ဖို့တူလေးမော်စီယာချက်ကြီးကိုဖုန်းလိုက်ဆက်လိုက်တယ် အဲ့ဒါမှဒုက္ခပဲကိုကြကြည်ဖုန်းကစက်ပိတ်ထားနေတယ်ဟာဒါဆိုဘယ်လိုလုပ်ကြမလဲဟိုတို့တွေရန်ကုန်ရောက်မှ တောင်စားနေရမှာတော့မဟုတ်ပါဘူးနော်ဒီလိုနဲ့ဖိုးထူးကိုတက်တိုက်လေဘူဒရောင်ကန်နာကိုရောက်ပြီးတော့ရန်ကုန်မြို့ရဲ့အလှကူတော်မရှူစားနိုင်တော့ဘူးဒုက္ခပင်လေဝီနေခဲ့တော့တယ်